ကဲဒီမှာဒီဖုန်းလေးဟာ Y Y 20ပေါ့နော် Y 20 Vivo Vivo Y 20ဖုန်းလေးဒီက OLED နဲ့ OLED နဲ့ဟို original မှန်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်လဲတာမှန်လဲတော့ဒါလေးကသူ့ရဲ့ original မှန်လေးပေါ့နော်ငကိုငကိုမှန်လေးဒီတောင်းလေးမှာသူကအနာလေးဖြစ်ပြီးတော့ဒီတောင်းလေးမှာအနာလေးဖြစ်ပြီးတော့သူကတက်ဆွဲလို့မရတော့တက်ဆွဲလို့မရတော့ပါဘောနော် တက်ဆွဲလို့မရတော့ဝိုင်း20တူးတူးဟာလေးရဒီလိုလေးပုံရဲ့ PNS ကလေးနဲ့ဆော့တာဝင်တဲ့ပုံစံလေးဒီပုံစံလေးအဲ့လားလေးကိုကျွန်တော်ဒီမှာကျွန်တော်နောက်ဘောလီအနေထားကပါအနေထားပါနော်အဲ့လားလေးကိုကျွန်တော်ခွာလိုက်တယ်ခွာလိုက်ပြီးတော့ဒီအောင်မှာပုံဗတိရဲ့နံပါတ်ရှိတယ်ဒီ90ဒီ90ဆိုရိုက်ချလိုက်ရခြင်း ီ model နံပါတ်ထွက်လာနေနော်ဒီ model နံပါတ်တော့ဒါဒါကျွန်တော်တက်ရှိရဟိုမှန်လဲထားပြီးသားလုံးထားပြီးသားမနော်ကျွန်တော်မှန်လဲတော့ကျွန်တော်မရောက်မိလိုက်ဘူးဒီကောင် vivo y20 y20 ကျွန်တော်ဒါမှန်လဲထားတဲ့လုံးလေးသူငကို original မှန်တော့လည်းအဲ့လိုပဲသူကအဲအကုန်လုံး display ပါ냐အကုန်လုံးပွင့်တယ်ဗျာအကုန်လုံးပွင့်တယ်ဘာဖြစ်လဲဆိုတော့တက်ဆွဲလို့မရဘူး တက်ဆွဲလို့မရတာဘူးကျွန်တော်အဲ့ဒါလေးကိုအခုကမှန်လဲလိုက်ရတာပေါ့နော်ဒါပေမဲ့အပေါ်မှန်ခွာဖို့ကြောက်လဲတိတ်မသေးကြတော့လို့မထူပါဘူးဆိုပြီးတော့ကျွန်တော်လဲလိုက်ရင် ORD AN ဖလာရဲ့ဝိုင်းဝိုင်းဝိုင်း20 121 16အဲ့လိုလေပေါ့နော်သူကသူ့ရဲ့ model ကအများကြီးဒီကောင်ဝိုင်းဝိုင်း20 120လေးကိုကျွန်တော်မှန်လိုက်တာအနေနဲ့ဒါလေးရုပ်သက်ပိုင်းကလုံးဝအဖိုင်တော့ငဘိုးတိုင်းပြန်ရအောင်ကျွန်တော်လုပ်ပေးထားပါတယ်ဒါလေးက မှန်လာလဲထားတဲ့လုံးလေးပါဗျာဒီလိုနောက်ကပါတော့ကျွန်တော်မလုံးအောင်လေကောမရှင်းရလို့မှန်လဲတဲ့ခါကျရင်ဆရာဆရာကြီးကိုနော်ညီလေးကစမ်းမရှင်းနေနေတဲ့အတွက်မှန်လဲတဲ့ခါကျရင်ဒီကြားလေးထဲမှာရှိတဲ့ကော်လေးတွေကိုသေချာပြောင်းရှင်းပြီးတော့ပြောင်းရှင်းတယ်ပြောင်းရှင်းပြီးပြောင်းပြီးဆုံးမှာဟာကော်ထည့်ပြီးတော့ကျွန်တော်မှန်ထည့်တယ်မှန်ထည့်ပြီးတော့ကော်6လောက်ပြီးဆုံးမှာကျွန်တော်ဗက်ထီဆွဲတာသူများနေတော့မသိပါဘူးကျွန်တော်မှန်6လောက်ပြီးကော်6လောက်ပြီးဆုံးမှာကျွန်တော်ဗက်ထီဆွဲပြီးတော့ ဗတိကလစ်တက်ပြီးတော့ကျွန်တော်ဆက်မှုတာအားလားဆိုရင်အဲညာဘောအဖြစ်ပေါ့နော်ဒီနှံထဲမှာဝင်သွားတဲ့ကော်ရှိခဲ့ရှော့မဖြစ်တယ်ပေါ့ဗျာဒီနှံရဲ့ LCD ကိုအဲရှော့မဖြစ်တော့ပေါ့နော်ကော်ကြောင့်တက်တက်ပြဿနာမရှိတော့ဘူးတချို့ကမှန်လဲတယ်ဆိုရင်ဗျာမှန်လဲကြတယ်မှန်လဲပြီးတော့အဲကောင်းကောင်းမကြောက်မှန်မှာဒီလိုအဆင်းနေထားပါတယ်နော်ဒီလိုဒီလိုဒီလို original particle အဆင်းနေထားတယ်ပေါ့ထားတာဘာကြောင့်လဲဆိုရင်တချို့ကြတော့ ဲဒီဒီမှန်လေးတွေကသူကဘက်လိုက်နဲ့အန်လီတွေဂျာမှာပေါ့နော်ဘက်လိုက်နဲ့ဘက်လိုက်နဲ့အန်လီတွေဟိုဘက်လိုက်နဲ့ display ရဲ့ဂျာမှာသူကဟိုပါပါလေးရဲ့ကတ်ပြီးတော့ဖိထားတာဂျာတကယ်ပါပါလေးဒီလိုလေးဒီတလာလောက်ပဲရှိတယ်ဒီတလာလောက်ပဲရှိတယ်နောက်ကဘက်လိုက်ကြာရှေ့က display ပေါ့နော်ဒီမှန်ပေါ့နော်အဲ့လိုလေးဖိကတ်ထားတာအဲ့ဒါဟိုဒီဂျာလေးနဲ့ကော်လေးစိမ့်သွားလို့ရှိရင်ဒီလိုဂျာလေးနဲ့ကော်လေးဝင်သွားလို့ရှိရင်သူကအစင်းထားပါရှော့ရှော့ဖြစ်ပြီးတော့ပေါ့နော် အဲရှော့ဖြစ်ပြီးတော့ဆင်ထားပါအောင်အဲ့လိုပြဿနာကင်းအောင်ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်ကပေါ့နော်အရင်ဆုံးကော်ရှင်းတယ်ကော်ရှင်းသွားပြီးအားလုံး clear ဖြစ်ပြီဆိုရင်ကျွန်တော်ကော်ထဲတယ်ကော်ထဲတယ်ကော်တော့ပြီးပြီဆိုရင်ကျွန်တော်မှန်အထန်ချပြီးတော့ကျွန်တော်ပေကွင်းစီးထားလိုက်တယ်ကော်ချလောက်ပြီးဆိုမှကျွန်တော်ဘက်တီကလစ်တက်ပြီးတော့ဘက်တီကလစ်တက်ပြီးတော့ကျွန်တော်ဖုံးကိုနှိုးတယ်အဲ့လိုလုပ်ချင်းအပြင်ဒီနောက်ဆုံးပေါ့နော်မှန်တဲ့ကိုကော်ဝင်သွားခဲ့ရင်တော့မှန်အောင် ရှော့မဖြစ်တော့ဘူးပေါ့ဗျာကျွန်တော် vertical horizon နဲ့အဆင်းနေမထတော့ဘူးပေါ့အဲအဲ့တဘောလေးပါနော်အဲ့ဒါလေးပြောချင်တာအခုကတော့ကျွန်တော်ဖိုင်းသွားပြီမှန်လဲထားရဲ့လုံးတိုင်လဲတက်တယ်နှက်ဝလဲအားလုံး okay တယ်ဘုန်းလုံးဆက်ပြီးပါရနော်ဒါလေးပါညီငယ်အတွက်ဆရာကြီးအတွက်မဟုတ်ပါဘူးနော်ဒါလေးဘုဒ္ဓတာလေးရအောင်